အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်နောက်ဆုံး update တည်နေတာ Manchester United ရဲ့တည်နေနေပတ်သက်ပြီးတော်တော်လေးကိုများတာကိုတွေ့ရမယ်။ Manchester United အသင်းနေနေအခုလက်ရှိမှာဒါကျွန်တော်တို့ဒီပြအပြောင်းလဲကိုကျွန်တော်ဒါမနေ့ကတင်ဆက်ပေးထားခဲ့တဲ့ပုံစံမျိုးတိုင်းမှာဘာမှသိပ်ပြီးတော့ဒါကျွန်တော်တို့ဟိုပြောင်းလဲခြင်းမရှိဘူးเนาะအဲ့တော့ဒါမှဒါကျွန်တော်တို့ကျွန်တော်လည်းခီးသွားနေတယ်အခုလက်ရှိဒါကျွန်တော်တို့အဲကျွန်တော်ဘူဒူးနဲ့ဂလင်းကိုလည်းလိုက်သွားလို့မရဘူးကျွန်တော်ဒါတနေရဒါကျွန်တော်ခီးသွားခြင်းတယ်ပေါ့เนาะအဓိကတော့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့အပြောင်းအရွှေ့ကြောင့်ကျွန်တော်တို့တနေ့ရက်ထဲမှာအဆုတ်လေးကျွန်တော်ပြောအောင် Manchester United အသင်းနေအခုလက်ရှိဒါနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါနီးပြအပြောင်းလဲကိုလုပ်ဖို့အတွက် လုံးဝလုံးဝကိုအစီအစဉ်မရှိပါဘူး Manchester United အသင်းနေအခုလက်ရှိမှာတော့သူတို့နေနဲ့ဒါပထမအကုန်လုံးပြိတ္တတွေကစောင့်မျှော်နေခဲ့တာကဆန္ဒလိုင်းရဲ့ဒါကျွန်တော်ရလက်ဘောမူတည်ပြီးတော့ United အသင်းနေဒါ international break မှာများအပြောင်းလဲတစ်ခုများပြုလုပ်မလားဆိုပြီးအကုန်လုံးက expectation ရလောက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပုံစံမျိုးတော့ United ကလက်ရှိအနေထားမှာမရှိဘူးအဓိကတော့ဒါကျွန်တော် Aenius ဆို စ်စုအုပ်စုအနေနဲ့ဒါကျွန်တော်တို့ United အခုလက်ရှိမှာဖြစ်နေတဲ့ပြဿနာတွေကနီးပြတယောက်ထင်းနဲ့မဆိုင်မဲနဲ့အသေးရင်ကောက်ချာရကိုလည်း United ကဆိုင်ပြောချင်တာဗျာဒါတဖြည်းဖြည်းနဲ့ Inyo စုအုပ်စုသဘောပေါက်လာတာကဒါကျွန်တော်တို့စောက်ပြေးနေပေါ်လာတယ်လို့သူတို့အနေနဲ့သဘောပေါက်လာတဲ့သဘောမှာရှိအဲ့တော့စောက်ပြေးနေများလာတဲ့ပြဿနာကို United ဘယ်လိုရှင်းမလဲ United တင်းနဲ့အခုလက်ရှိမှာ culture reset ကိုပြန်ချမယ်အဲ့တော့ culture reset ချရဆိုတော့ပြောတာတော့တော်တော်လွယ်တယ်တကယ်ခင်ဗျဖျားစုပြောတာကတော့အရန်လွယ်တယ်ဒါပေမဲ့နင်လားငါလားဟေ့ဆိုတဲ့ movement မှာတကယ်ဟောလွယ်ပါမလား culture reset ဆိုတဲ့ဥစားကဘာကိုပြောတာလဲလက်ရှိမှာဒါစောက်ပြေးနေများလာ ာတယ်ဒါဆောက်ပြင်းတွေကိုဆောက်ပြင်းမဖြစ်အောင်ဘလို့လုံမလဲအဲ့ဒါတွေကိုရေးကြည့်တယ်အဲ့တော့အင်းမျိုးစုအစုနဲ့အခုပထမအောင်ဆုံးလုံမဲ့အချက်ကဘာလဲဆိုတော့ဒါကျွန်တော်တို့လုခလာစာကန့်တတ်မှုကိုလာမဲနှစ်မှာ United အသင်းစီကနေမြင်ရဖို့ရှိတယ်လာမဲနှစ်မှာမြင်ရမယ်ဆိုတော့ကျွန်တော်လာမဲနွေရာသီအပြောင်းရွှေ့ပါညာပြောရမလို့လာမဲနှစ် seriousness ကိုမြင်ရဖို့ရှိတယ် United အသင်းနဲ့အခုလက်ရှိမှာ United performance ပေါ်မူတည်ပြီးတော့လုခလာစာကိုပေးသွားတော့မှာဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီး United အသင်းနဲ့ဘယ်လိုမျိုးလုပ်ဖို့ရှိတယ်လက်ရှိမှာကြားရတဲ့သတင်းတွေက salary cap ကိုတပတ်လုခလာစာ2သိန်း2 ပေါင်းကက်ပ်လုတ်သွားဖို့ရှိပြီးတော့အခုလက်ရှိစာချုပ်ရှိနေတဲ့လူတွေကလွင်စာချုပ်သစ်ချုပ်မှာပဲဖြစ်ဖြစ်ကစားသမားအသစ်ရောက်လာမှာဖြစ်ဖြစ် United စီမှာဒါ performance base ကိုသွားဖို့ရှိတယ် performance base ဆိုတာကဒါကျွန်တော်လက်ရှိမှာကစားသမားအနေနဲ့ goal တွင်းတာဟောတာကျွန်တော်တို့လက်ရှိမှာ goal ဒါကျွန်တော်တို့အမ် ကျွန်တော်တို့ဂိုးဖန်တီးတာတို့ဘာလို့ဆိုရင်တော့လက်ရှိမှာ United အသင်းနေနေဒါအဲ့ဒီပုံမှာမူတည်ပြီးကျွန်တော်တို့ပေးဆက်သွားမယ့်အနေထားမှာရှိတယ်ပေါ့နော်မြို့သူပင်စူစီကမူအခုလက်ရှိမှာဒါ United အသင်းနေဒါကစားသမားတွေအနေနဲ့စောက်ပြင်းနေများနေတယ်ဒါအချိန်တိုင်းလစာရမယ်ဆိုတော့သူတို့အနေနဲ့သိတယ်ဒီပုံမှာမူတည်ပြီးတော့ United အသင်းနေဘာတွေဆက်လုပ်မလဲဆိုတော့ဒါသူတို့အနေနဲ့စောင့်ကြည့်ရမယ်နေပေါ့အခုလက်ရှိမှာ example ပြောအောင်မစ္စမောင်းဆိုရင်လက်ရှိမှာဒါကျွန်တော်တို့ Manchester United ဘက်ကလက်ရှိတပတ်လုခလစာ23500နဲ့23ခွဲကြပေးထားတယ်အဲ့ဒါကလက်ရှိမှာတော်တော်လေးများတယ်မစ္စမောင်းနောက်ခုလက်ရှိမှာ Manchester United ပွဲစ passing ကိုဆော့တာကဒီယာဒီမာဆိုတာကျွန်တော်တို့ first line နဲ့ minute 90ရပြတ်ဆော့မယ်လက်ဆက်ကြောင်းတော့မပြည့်သေးဘူးအဲ့တော့ United အသင်းလက်ဆက်ကြောင်းမပြည့်ဘူးလည်းမရှိဘူးကကန်တဲ့ poison မှာ save save ပွဲတော်မရှိသေးဘူးနော် United အသင်းကခုလက်ရှိမှာဒါတချို့သောကစားသမားတွေအနေနဲ့ဒါဓာဒီကိုပြောင်းလဲလို့ရှိအဲ့ဒါကြောင့်မို့လက်ရှိမှာ Kobe Mine ရဲ့စာချုပ်ကိုလည်း Manchester United အသင်းကဆက်လက်ပြီးတော့ကြာနေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဗောနော်အဲ့တော့မြည်သွပင်စူစီကမှုဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Manchester United အသင်းကဘာဒီဘလူးဆက်လုပ်သွားမလဲဆိုတာကိုတော့တော်တော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ဒါလက်ရှိ United အသင်းအနေနဲ့ဒါ ဒီလို salary cap တွေကိုလုပ်တဲ့နေရာမှာကစားသမားတွေရထောက်ကန်အားပေးမှုကိုရရှိမလားဆိုတာကိုတစ်ချက်တော့ကြည့်ရပါဆိုတော့တချို့နေသားမှာတော့လက်ရှိမှာ United တိုင်းကခုလက်ရှိစာချုပ်တက်တန်းကုန်စာချုပ်တက်တန်းတိုးတော့မဲ့ကစားသမားတွေရှိတယ်အဲ့တော့ ဒီနေရာမှာ Manchester United အသင်းနဲ့ဘာဒီကိုဘလို့ပြောင်းလဲမှုလုပ်သွားမလဲ။ဥပမာလက်ရှိမှာဒါကျွန်တော်တို့ example ပြောအောင်။ Casemiro ကိုလာမယ့်နေရာဒီမှာ Manchester United အသင်းကစာချုပ်တင်ချုပ်ဆိုပြီးတော့လုံးဝစီစဉ်မရှိဘူး။လက်ရှိမှာ Harry Maguire ကိုလည်း Manchester United အသင်းနဲ့လာမယ့်နေရာဒီမှာစာချုပ်တင်ချုပ်ဆိုဖို့လုံးဝမရှိဘူး။အဲ့တော့ပြောချင်တာကလက်ရှိမှာ United အသင်းနဲ့လစာအများဆုံးရတဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့ short ချသွားပြီး Sancho ကိုလည်းလက်ရှိမှာ Aston Villa အသင်းကနေလာမယ့်နေရာဒီမှာအပီးပိုင်ဝယ်သွားပြီးတော့ United ဘက်အပီးလာမယ့်နေရာဒီမှာဒါ Scott လာကျွန်တော်လက်ရှိမှာ Sancho ကအဲအလွတ်နဲ့ပြောင်းရွှေ့မှာဖြစ်တော့ United ကနေရအပီးပိုင် ပြောင်းပြီဒါလက်ရှိမှာသူတို့လက်ကဘျွ့ဆိုတဲ့ပုံစံမျိုးရက်ရှ်ဖို့ကိုလက်ရှိမှာဒါဘာဆိုနာအသင်းကလက်ရှိမှာခြေစွမ်းပြတယ်ကြအပိသက်ဝယ်ယူမယ်လို့ United ဘက်ကထင်တယ်ဒါပေမဲ့ရက်ရှ်အနေနဲ့အခုလက်ရှိမှာအပိသက်ဘာဆိုနာအသင်းကဝယ်ယူခြင်းတယ်ဆိုရင်တော့ဒီကစားသမားကဒါသိကြရတယ်ပဲလုခလစာကိုဒါကျွန်တော်ဘာဆိုနာအသင်းမှာ short ယူမှာရမယ်ဘာဆိုနာအသင်းနဲ့လက်ရှိမှာဒါရက်ရှ်ကိုရလေဘာစနာတင်မှာတော်တော်လေးကိုပြောင်းနေကြလုခလာစာရှော့ယူဖို့တော့သူတွေနဲ့ပြဿနာမရှိဘူးသူတွေဒါဘာတွေဘလို့ဆက်လုပ်သွားဖို့ရှိလဲဆိုတာကိုတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာရှိပါတယ်မိတို့ပင်စူစီကမူဒါ Manchester United ကချော်ရီဆက်ကဒါ part of the reserve အဲ့တော့နောက်တစ်ခုအနေနဲ့ United အသင်းယူဆတာကကစားသမားအနေနဲ့ဒါကျွန်တော်တို့ကစားသမား transfer ဂျင်းများများပေးပြီးတော့ဒါကျွန်တော်တို့လက်ရှိလုခလာစာမှာတခါရဲကန့်သက်သွားခြင်းရှိမယ်။ဥပမာဒါကျွန်တော်တို့လက်ရှိမှာကစားသမားတဲ့ကို Manchester United တန်း60တန်း80ခေါ်ခြင်းခေါ်မယ်။ဒါပေမဲ့ဒီကစားသမားကို United ဥပမာလက်ရှိမှာ M1 ဘူနဲ့ဒါကျွန်တော်တို့လက်ရှိဘယ်သူ M1 ဘူနဲ့ဘယ်သူအာကျွန်တော်တို့ Matthews ခေါ်တာလို့လို့ဒါကစားသမားတွေလို့ရွှေရုပ်ကြီးမှာကြည့်လိုက်မဆိုရင်ဒါသိန်း5000တသိန်း8000ဆိုရဲလုခလာစာတွေကို Manchester United အသင်းစီကနေတွေ့ရမယ်။ဒါပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာ United အသင်းနဲ့ဒီ ညမှာ bonus base ဆိုရင်ဒါတိတိလောက်ပြောရမယ်ဆိုရင် M1 ဘူဆိုရင် bonus ဆို2သိန်း2000 2သိန်း3000လောက်ကြီးတက်သွားနိုင်တယ်။ Matthews Corner ဆိုဒါကျွန်တော်တို့ bonus နဲ့ဆို2သိန်းခွဲလောက်ကြီးတက်သွားနိုင်တယ်ပေါ့။ဒါပေမဲ့အခုလက်ရှိမှာ Matthews Corner က Brian M1 ဘူကခြေစွမ်းရကတော့ကျွန်တော်ဂိုးပေါင်ပတ်သက်မှုမှာနေရတဲ့ကြောင့်မို့သူတို့ရဲ့ base salary ဖြစ်တဲ့2သိန်းခွဲနဲ့2သိန်း၈သွားကိုဆက်လက်ပြီးသွားနေ။အဲ့တော့အဓိကတော့ရှင်းပါတယ် United အသင်းနဲ့အခုလက်ရှိမှာငွေနဲ့ပတ်သက်ပြီးတော်တော်လေးကိုထိန်းချောင်းသွားမယ်။ဒါပြောချင်တာကစားသမားအနေနဲ့ပတ်စံများများလူချင်းစောက်ကြိုးစားမကြိုးစားဘူးဆိုရင်မင်းတို့အနေနဲ့ကြောင်းအောင်မှာတမပါတယ်။ပြီးတော့လက်ရှိမှာ United အသင်းနောက်တစ်ခုပြောင်းလဲဖို့ကြိုးစားတာကကျွန်တော် United အသင်းနဲ့ဒါ press release တွေမှာဒါကျွန်တော်တို့ press release မျိုးကျွန်တော် press တွေနဲ့ပတ်သက်ပြီး United ဘက်ကလိဖြစ်တာအဓိကတော့မြန်မာလိုပြောရမယ်ဆိုရင်တော့ကျွန်တော်အဝေလဲကန်ပြဿနာတွေကို United အသင်းတွေနဲ့ဖြည့်ရှင်းသွားဖို့အတွက်ရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီး United အသင်းနဲ့ဘလို့ဖြည့်ရှင်းသွားမလဲဆိုတာကိုကျွန်တော်ဒီနေ့တော့မသိပေမဲ့ဒါကျွန်တော်တို့လက်ရှိနောက်ဆုံးအ Athletic UK ရဲ့သတင်းတွေရဆို United ဘက်ကနေပြီးတော့ဒါကစားသမားတွေအနေနဲ့သူတို့ရဲ့ဒါ social life တွေကိုဒါကျွန်တော်ဒါဘောလုံးလိုက်တဲ့စာရင်တော့ပို့ပြီးတော့ အာယုံဆိုင်နေတယ်သူတို့အနေနဲ့ခံစားရတော့ပြောချင်တာပြတာကျွန်တော်အချိန်တန်ဘောလုံးလေးကန်လိုက်ရှုံးလိုက်ပြီးရင် Facebook ပေါ်တက်ပြီးတောင်းမှလိုက် Social Instagram ပေါ်တက်ပြီးတောင်းမှလိုက်အဲ့ဒါတွေကိုတို့ရ United ဘက်ကမကြိုက်ဘူးပြောချင်တာပြကစားသမားအနေနဲ့ဒါကျွန်တော်တို့ဟိုကွင်းထဲမှာစကားပြောကွင်းမြင့်မှာစကားပြောတာပြီးတော့ခုနကပြောလေဒါတခုခုဝမ်းနေပြီးစိတ်ဆိုးတယ်လီပြတ်နဲ့အဆင်မပြေဘူးဒါကျွန်တော်ကစားသမားချင်းချင်းအဆင်မပြေဘူး လီပြအောင်မယုံကြည်ဘူးလားကျွန်တော်တို့ဒါခုနကပြော Jason Wilcox ဆိုတာကျွန်တော်တို့အဲ့ဒီဘုတ်ဖွဲ့ဒရိုက်တာတွေကိုပြောဒါအားနေတာခုနကပြောတဲ့ဒါကျွန်တော် Samuel Lecker ဆို Simon Stone တို့ League လောက်တာထက်စာရင်သူတို့ကိုလာပြောဒါတွေကိုဘယ်လို change လုပ်မလဲပြောချင်တာဗျ Internet conflict တွေကိုဒါအချင်းချင်းဖန်တီးမှုမရှိဘဲနဲ့အချင်းချင်းဒါသဘောကျအောင်ကျွန်တော်တို့တင့်မြအောင်နေဖို့အတွက် United ပဲအဲ့တော့အဓိကတော့ culture reset ပဲ United အသင်းရဲ့လက်ရှိမှာဒါတွေကိုလာမဲ့နှင်ဒါအပြီးဒါကျွန်တော်တို့ implement လုပ်မယ်အဓိကတော့ United အသင်းနေနဲ့ဒါရှင်းပါလေဒါ subdivision based system ကိုဒါကောင်းကောင်းကြီးပြုပြင်သွားမယ်နေဒါမှရှိတယ်ဒါကျွန်တော်တို့ဂလီဇာမီသားစုခက်ကတော့တိကျ တဲ့အတိုင်းပဲကစားသမားတွေပေါက်ကြရစီပြီးထားတယ်အဲ့တော့နောက်တစ်ခုအနေနဲ့သတင်းတွေဆက်တက်နေတာဘရူနိုဖာနန်ဒက်စ်ပဲဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး United အသင်းနေလာမယ့်စောင်းညာတီမှာတော့မှတကယ်ကိုကန့်လန့်မှုခေါင်းခေါင်းများရှိသွားခဲ့မယ်ဆိုရင်တော့လက်ခံသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် ဲ့ဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားဘူးတော့အရန်ကောင်းသွားခဲ့တယ်။ဘာလို့လဲဆိုတော့ United နဲ့ခုလက်ရှိမှာဒါကျွန်တော်မနစ်ကနွေရာသီက Bruno Fernandes ကိုဒါ Saudi Club ကနေပေါင်ပန်းတရာတိတိကန်လန်းမှုအတွက်စဉ်းစားကြပြီးမြဲ United သင်းဘက်ကဒါကျွန်တော် Ineos ဆို Osu ဘက်ကဒါ Bruno Fernandes ကိုလုံးဝထိလို့မရတဲ့ကစားသမားလို့သူတို့အနေနဲ့ယူဆတာကြောင့်မရောခဲ့ဘူး။ဒါပေမဲ့လက်ရှိမှာ Bruno Fernandes ကိုဒါကျွန်တော် United သင်းနဲ့ Lamine Nuria ဒီမှာဒါဒီဈေးနဲ့ထပ်ပြီးတော့ Saudi ဘက်ကထပ်ကန်လန်းခဲ့မယ်ဆို United ကဒီပတ်စံကိုတုံးပြီးတော့ ဘရူနိုဖာနန်ဒက်စ်တဲ့ပိုကောင်းတဲ့ကစားသမားတစ်ယောက်ကိုသူတို့အနေနဲ့ရသွားနိုင်မယ်လို့သူတို့ကသူတို့ယုံကြည်တယ်။အဲ့တော့ပြောချင်တာရှုပ်ရှင်းလေးဒါ United သေးနေတာလူငယ်တွေနဲ့ပြန် run မယ်။ပြီးရင်ခုနကပြောလို့နီးပြအပြောင်းလဲကြီးရွေးမှုပဲနဲ့ကစားသမားအပြောင်းလဲဘူးလေ United အားလုံးဆိုင်မယ်။ United သေးနေခုလက်ရှိမှာခြေစားပြပြတဲ့ကစားသမားတွေကိုရောင်းနိုင်ဖို့အတွက်ကြီးစားစူးစမ်းသွားမယ်။လက်ရှိမှာ United သေးနေတာကျွန်တော်တို့ဟိုပေါ့ လှုပ်ရဲကြင်ရဲတဲ့အသင်းသက်သေးနဲ့ကျွန်တော်တို့ဒါအသက်အသက်နေနဲ့တွေ့ရဖို့တော့ရှိရတယ်ပဲ။ United ဘက်ကကျွန်တော်တို့ဘာဒီမျောလင်းလို့ရမလဲ။ဘာဒီဆက်ကြည့်လို့ရမလဲ။ဘယ်နာဘယ်လိုသွားလို့ရမလဲ။ကျွန်တော်တို့ချက်တော့စောင့်ကြည့်ရတယ်ပဲ။တကယ်တမ်းဒါတွေကလီပဲ။အဲ့တော့ Athletic UK ရဲ့သဘောအရဆို United အသင်းနဲ့ဒါလက်ရှိမှာ Super Dan Base စနစ်ကိုဒါအကြီးကြီးကြီးပြောင်းလဲမယ်။နီးပြလဲခုနကပေါ်လက်ရှိမှာပြောင်းလဲသင့်တော့ပြောင်းလဲဖို့တို့စူးစမ်းတော့မယ်။နီးပြကြီးပဲကိုတို့ကအောင်ဆိုင်တော့ကစားသမားတွေကိုအောင်ဆိုင်မှာ။အဓိကခုနကပေါ်တကယ်တမ်း Queen နဲ့မှာကန်တဲ့ကစားသမား17ယောက်ပဲ။အဲ့ဒီကစားသမား17ယောက်ပေါ်မူတည်ပြီးဒါကျွန်တော်တို့လုံးဝကိုဒါကျွန်တော်တို့အနေနဲ့အောင်ဆိုင်သွားအဲ့ကစားသမား17ယောက်ကိုဘလူးမျိုး ပိုကောင်းအောင်လုပ်မလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်မှာဒါဟာတကယ်လားလေလားဒါရူဘင်အာမိုရင်းတက်လည်းဒီလိုသတင်းတွေကသတင်းကောင်းဖြစ်ပေမဲ့ရူဘင်အာမိုရင်းကိုယ်တိုင်ကလက်ရှိမှာဆလာလာနဲ့ပွဲစဉ်ပြီးရင်အပြောင်းလဲမလုပ်ပါဘူးဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး United ဘက်ကလည်း100%လုံးဝဒါကျွန်တော် guarantee ပုံစံမျိုးမပေးထားဘူးဖြစ်တယ်အဲ့တော့အကုန်လုံးဖြစ်သွားနိုင်တဲ့ Inyo ဆိုလက်ထက်မှာဒါကတော့သဘောကျကြတာဘယ်လိုမြင်လဲ အဲ့ဒီပုံမှာလည်းကျွန်တော် United ပြည်သက်လေးတွေဆွေးနွေးပြီးခဲ့ကြပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် United ပြည်သက်တွေအားလုံးလည်းကျွန်တော်တို့ဒီမှာလေးပြောရင်းနဲ့ကျွန်တော်တို့ကောင်းပြီပေါ့ဘောလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ PE for you တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တို့မှာလည်းကောင်းမွန်သောနေလေးတွေဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေကြတာပေါ့အားလုံးမကြည့်တို့မှာလည်းမြန်မာကလစ်ပြကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တို့ကောင်းပြီပေါ့။ PE for ဗျ။